င်္ဂလာပါရှင်ကျမကတော့ချီချိုဆက်မဒီပီပီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါ Twin ကောက်လုပ်ငန်းရှင်တွေအတွက်အမေရိကန်ဒေါ်လာ10သန်းကို ခုရက်တစ်ပတ်အတွင်းနိုင်ငံခြားငွေဈေးကွက် FX Trading Platform ကတစ်ဆင့်ထုတ်ရောက်ချပေးမယ်လို့စစ်ကောင်စီဗဟိုဘဏ်က ဇွန်လ16ရက်ကြေညာချက်ထုတ်ခဲ့တဲ့နေ့မှာပဲအဆိုပါနိုင်ငံသားငွေထဲကတန်းကျော်ကိုရောင်းချပေးခဲ့ပါတယ်။ဒါ့အပြင်အဲ့ဒီနေ့မှာပဲ FX Trading မှာ CMP ကုမ္ပဏီတွေထံကဝယ်ယူထားတဲ့နိုင်ငံသားငွေတွေထဲကအမေရိကန်ဒေါ်လာ1.3တန်းကျော်ကိုစသုံးစီတင်သွင်းတဲ့ကုမ္ပဏီတွေကိုဗဟုဘဏ်ကရောင်းချပေးခဲ့ပါတယ်။ဘဟုပန်အနေနဲ့ဇွန်လ16ရက်နေ့ FS Trading မှာ American ဒေါ်လာကို3,615ကျပ်ငွေလဲနှုန်းသတ်မှတ်ထားပါတယ်။ တိပငွေကြေးဈေးကွက်မှာတော့အမေရိကန်ဒေါ်လာငွေလဲနှုန်းဟာ4520ကျပ်ရှိပြီးကျပ်900ဝန်းကျင်กว่าချက်ရှိပါတယ်။ဘဟုဘဟာ73စီအပါဝင်သွင်းကုန်လုပ်ငန်းအတွက်လိုအပ်တဲ့နိုင်ငံခြားငွေကိုပံ့ပိုးပြီးဈေးကွက်တည်ငြိမ်ရေးအတွက်လှုံ့ဆော်နေသလိုတစ်ဖက်မှာလည်းလူမှုကိုရက်ပလက်ဖောင်းကတဆင့်ဈေးဆွဲတင်ဈေးကစားသူတွေလိုင်းစင်မရှိပဲနိုင်ငံခြားငွေရောင်းဝယ်သူတွေကိုစောင့်ကြည့်ပြီးအရေးယူမှုအရှိန်မြင့်မယ်လို့စစ်ကောင်စီဘ ഹു ဘန်ကသတိပေးချက် ထုတ်ထားပါတယ်ရှင်။ မဲပေးတဲ့သူတွေလုံခြုံစွာမဲပေးပိုက်ခွင့်မရှိတဲ့ရွေးကောက်ပွဲဟာအောင်မြင်တဲ့ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့နိုင်ငံရေးအသိုင်းအဝိုင်းကသုံးသပ်ပြောဆိုပါတယ်ဒီသတင်းကိုအောင်သူပေးပို့ထားပါတယ်ရှင်ရွေးကောက်ပွဲတစ်ခုကိုကျင်းပမယ်ဆိုရင်မဲပေးပိုက်ခွင့်ရှိတဲ့သူတွေလုံလုံခြုံခြုံမဲပေးခွင့်ရရှိဖို့ရွေးကောက်ပွဲကျင်းပတဲ့သူတွေဘက်ကစီစဉ်ပေးရမှာဖြစ်ပြီးမဲပေးတဲ့သူတွေဟာလုံလုံခြုံခြုံမဲပေးခွင့်မရှိဘူးဆိုရင်တော့ အောင်မြင်တဲ့ယူကောက်ပွဲတစ်ခုဖြစ်လာမှာမဟုတ်ဘူးလို့နိုင်ငံရေးအသိုင်းအဝိုင်းကသုံးသပ်ပြောဆိုပါတယ်။အဲ့ဒီအပြင်ကျင်းပမဲ့ယူကောက်ပွဲစနစ်ကိုလည်းလူတို့ကိုတေချာမရှင်းပြနိုင်ရင်ပြည်သူတွေဟာမှန်မှန်ကန်ကန်မဲပေးနိုင်မှာမဟုတ်တာကြောင့်ယူကောက်ပွဲရလက်ကောင်းထွက်လာမှာမဟုတ်ဘူးလို့တနိုင်ငံလုံးအဆင့်ဝင်ရောက်ရှင်ပြိုင်မယ်။တိုင်းသာစီလုံးညီညွတ်ရေးပါတီဥက္ကဋ္ဌကပြောဆိုပါတယ်ဒီမဲပေးတဲ့မဲဆန္ဒရှင်အရေးအတွက် percentage for ဒီပေါ်မှာကြည့်ပြီးတော့အောင်မြင်တဲ့ရွေးကောက်ပွဲ ဖြစ်တယ်မဖြစ်ဘူးဆိုတော့လည်းပြောရမယ်အနေအထားကျွန်တော်တို့ရှိမယ်လို့ထင်ပါတယ်ရွေးကောက်ပွဲကျင်းပတဲ့သူတွေကတောင်းအောင်ယူရမှာပဲခင်အထူးသဖြင့်ကတော့ကျွန်တော်တို့မက်ဆန္ဒရှင်တွေအနေနဲ့အေးချမ်းချမ်းသာသာရရနဲ့စိတ်ချမ်းချမ်းသာသာမဖြစ်နိုင်ဘူးမရှိပဲနဲ့ဆိုရင်တော့ဒီရွေးကောက်ပွဲကအောင်မြင်တဲ့ရွေးကောက်ပွဲဖြစ်မယ်မထင်ပါဘူးဆိုတော့ဒီခြေနေမျိုးရောက်အောင်တော့တောင်းအောင်ရှိတဲ့လူတွေကတောင်းအောင်ခံပြီးတော့ဆောင်ရွက်သွားလိမ့်မယ်လို့ကျွန်တော်မြင်ပါတယ် အဲ့ဒါလိုလိုတော့အချိန်မပေးနိုင်ပဲနဲ့ကမ္ဘာကရမ်းပေါ့လေအချိန်လုပြီးလုပ်တဲ့ဟာမျိုးဆိုရင်တော့ကျွန်တော်တင်တယ်လေဒီရေကောက်ဘွဲကတောင်ပြင်းတဲ့ရေကောက်ဘွဲသဘောမျိုးလို့ကျွန်တော်တို့တတ်မှာဖို့နဲ့ခိုင်းရင်တဲ့သဘောရှိမယ်လို့ကျွန်တော်မြင်ပါတယ်စစ်တပ်ကိုစန့်ကျင်တဲ့တော်လိုင်းအင်အားစုတွေနဲ့တနိုင်ငံလုံးမှာတိုက်ပွဲတွေဖြစ်နေတာကြောင့်ဒီနေ့ထဲမှာလုံးမဲ့ရေကောက်ဘွဲကိုနေမီအကန့်အသတ်နဲ့ကျင်းပရမှာဖြစ်ပြီးအခုချိန်ထိစစ်ကောင်စီခန့်ရေကောက်ဘွဲကော်မရှင်ဘက်က ရွေးကောက်ပွဲကျင်းပမဲ့မဲဆန္ဒနဲ့အရေးအတွက်ကိုတိတိကျကျမပြောနိုင်သေးသလိုဘယ်ရွေးကောက်ပွဲစနစ်နဲ့ကျင်းပမလဲဆိုတာကိုလည်းတရားဝင် ပြောဆိုနိုင်ခြင်းမရှိသေးပါဘူး။ဒါတွေကိုလုံလောက်အောင်မပေးနိုင်ပဲအချိန်လုပြီးလုပ်ရတဲ့ရွေးကောက်ပွဲဆိုရင်တော့အောင်မြင်တဲ့ရွေးကောက်ပွဲလို့သတ်မှတ်ဖို့ခရင်မဲ့သဘောရှိတယ်လို့လည်းဥဟန်ရွှေကထောက်ပြပါဗျ။မြန်မာနိုင်ငံမှာဆက်အနာရှင်ဟောင်းဦးတန်းရွှေကနိုင်ငံရေးပြည်ပြောင်းလဲဖို့ကြိုးစားခဲ့တဲ့2010ရွေးကောက်ပွဲ လုပ်ခဲ့တဲ့အချိန်ကနေ စစ်တပ်အာဏာထပ်မံသိမ်းခဲ့တဲ့2020ရွေးကောက်ပွဲပြုလုပ်ခဲ့တဲ့အချိန်ထိမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲစနစ်တွေကိုစောင့်ကြည့်ခဲ့တဲ့သူအမည်မဖော်လိုတဲ့သူတယောက်ကတော့အခုစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲဟာနိုင်ငံရေးထွက်ပေါက်ရှာတဲ့ရွေးကောက်ပွဲတစ်ခုထက်ပိုတာကြောင့်ရွေးကောက်ပွဲတစ်ခုကျင်းပနိုင်ဖို့အချိန်ကာလလုံလောက်မှုရှိမရှိဆိုတာကိုအာဏာသိမ်းစစ်တပ်ကထည့်သွင်းမှာမဟုတ်ဘူးလို့ဒီဘူဘီသတင်းဌာနကပြောဆိုပါတယ် လက်ရှိအနေအထားတော့ဘလုံးမလွတ်လွတ်ရေးမြတ်သားရေးကောက်ပဲတော့မရှိနိုင်တာပေါ့ဒီကြားဒီကောက်ပဲအဖြစ်ပေါ့နော်ပြလို့ကောင်းရောအပြကောင်းရမယ်လို့လုပ်ဖို့အတွက်စီစဉ်ထားပုံစီစဉ်ထားပုံရတယ်ပေါ့နော်ဆိုတော့ဒီဆက်ဆက်ရေးကောက်ပဲကော်မရှင်ကကမန်ကြီးရေဘူးရရထုတ်ပြောတာလည်းလို့ရှိရင်တကယ်ရေကောက်ပဲဝင်ဖို့အတွက်စူးစမ်းနေပါတီရဲ့အတွက်တော့တော့သူတို့ဒီရေကောက်ပဲမှာဒီမဲယုံတွေကိုဆောင်ရွက်ရမယ်ရေကောက်ပဲကော်မရှင်ခွဲတွေကိုတော့ရှင်းလင်းတဲ့ ရှင်းလင်းတဲ့ဒီဟာကိုမပေးနိုင်သေးဘူးလို့မြင်တယ်ရှင်းလင်းတဲ့ဒီ instruction တွေပေးထားတာမျိုးမရှိသေးသေးဘူးလို့မြင်တယ်ဆိုတော့တကယ်ရွေးကောက်ဝင် timeline တကယ်ရွေးကောက်ဝင် asset တွေ timeline ရဆိုလို့ရှိရင်အဲ့ဒါတော်တော်နောက်ကျနေပြီလို့တော်တော်နောက်ကျနေပြီလို့ပြောရတယ်ဒါပေမဲ့အဲဆက်ကစားရွေးကောက်ပွဲကိုမဖြစ်မနေအဖြစ်ပဲလုံးမှာဖြစ်တဲ့အခါကျတော့အဲ့ဟာအာဒီစနေကြလည်းမကြဘူးဆိုတော့လေတို့က view site မှာလည်းမဟုတ်တဲ့အခါကျတော့မရရအောင်လုပ်ကောင်းလုပ်သွားနိုင်တယ်ဒါကမကမာလေးနဲ့တော့တော့ဖြစ်လိမ့်မယ်ထင်တယ် အနာသိန်းစစ်တပ်ကသူတို့ထိန်းချုပ်နိုင်တဲ့တိုင်းဒေသကြီးတွေမှာသာရွေးကောက်ပွဲကိုဒီနေ့အကုန်မှကျင်းပပြီးအပိုင်းလိုက်လုံးမဲ့ရွေးကောက်ပွဲစနစ်ကိုကျင်းသုံးဖို့စီစဉ်နေကြတဲ့ကနိုင်ငံရေးဖိအားကိုရှော့ချဖို့တခုတည်းကသာဆောင်ရွက်နေတာဖြစ်ပြီးလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲပါဝင်နေဝင်လုံထုံးလုံးကြီးရအောင်ပြည်စုံတာမတွေ့ရဘူးဗျ transition တကူသွားဖို့ရင်းနောက်ပါတော့ငင်းငယ်ရှင်ဒီဘယ်ပုံစံတမျိုးနဲ့ဆက်နိုင်ဖို့အတွက်သူတို့ခြေတိုင်းလမ်းစပြင်းတဲ့ပုံစံမျိုးလိုပဲယူဆလို့ရတယ်ပေါ့ဒီရွေးကောက်ပွဲကကျွန်တော်တို့ပုံမှန် ပြောင်းလဲတာရွေးကောက်ပွဲမျိုးမဟုတ်ဘူးနော်ဒါသူကနိုင်ငံရေးအခြေခံတစ်ခုလိုပဲယူဆလို့ရတယ်ကျွန်တော်တို့ဒါလူလူကရွေးကောက်တင်မြောက်တဲ့အစိုးရကိုဖွဲ့ဖို့ဆိုတဲ့ပုံစံမျိုးလို့ကျွန်တော်တို့မြင်လို့မရဘူးပေါ့နော်ဒါကြောင့်မလို့ခုနကမျိုးအချိန်ကာလမလုံလောက်ဘူးဆိုရင်တောင်မှအဲဒီမြန်မာနိုင်ငံနဲ့ဒီရွေးကောက်ပွဲဒီနှစ်အပိုင်းခြားတွင်တော့လုံမာနိုင်ငံကြီးတက်ပေါက်ရမယ်ဆိုတဲ့အကြောင်းအဖြစ်မြင်လို့တော်မနေတာမျိုးလို့ကျွန်တော်မြင်ရတယ်။အနာဒိစ်ကောင်းဆောင်ကတော့ရွေးကောက်ပွဲကိုနိုင်သူအကုန်ယူစနစ်နဲ့ရော အချိုးကျပြီးရာရွက်ောက်ပွဲစနစ်နဲ့ပါကျင်းပဖို့ပြောဆိုထားပြီးစစ်ကောင်စီကရွက်ောက်ပွဲကော်မရှင်ဘက်ကလည်းမဲဆန္ဒနဲ့160ကျော်မှာရွက်ောက်ပွဲကျင်းပနိုင်ရေးစီစဉ်နေတယ်လို့ပြောဆိုထားပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ DPP ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို ရှုစားခဲ့ရတာပါကျွန်မကတော့ချူချူဆမ်းမကျေးဇူးတင်ပါတယ်ရှင်